ကျွန်တော်ရဲ့ 3D ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုလေ့လာအပြင်နေကြတဲ့မိတ်ဆွေတွေငယ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခု2025လျှောက်ကျင်အတွက်စိုက်လေးဒီဇိုင်းနဲ့တကယ်ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်အစိုက်လေးကဘာကနန်းလေးဖြစ်မလဲဆိုတော့ကျွန်တော်လည်းအတူတစ်ချက်လိုက်ပြီးလေ့လာကြည့်ကြည့်ပါဦးနော်အခုဒီဖိုင်လေးကတော့ဒီ6ကျင်အတွက်ဒါကျွန်တော်ဒီဒူးရမြောက်ဖိုင်ပေါ့နော်အားလေးကျွန်တော်လည်းတစ်ချက်လေ့လာကြည့်အောင်နော် သူဖြစ်စင်ရဗေရဆရုံးဆိုတော့ဆောင်ကောခုနဆိုင်ငါနော်ငါဆုံးနေနေငါဆုံးနေနေပထမဆုံးသုံးလို့ပိတ်ပထမဆုံးသုံးလို့ပိတ်တာနဲ့သူရဲ့အောက်မှာသုံးရလို့ပိတ်တယ်ပြီးရင်နဲ့ဒီထိတ်စီးနဲ့ပင်ကြောထိတ်စီးနဲ့ပေါင်း6လို့ဖြစ်နေနော်ပထမဆုံးသုံးလို့ပိတ်တယ်သူရဲ့အောက်မှာသုံးရထပ်ပိတ်တယ်ပြီးရင်ဒီထိတ်စီးနဲ့ပင်ကြောထိတ်စီးနဲ့ပေါင်း6လို့ဖြစ်နေဟုတ်ပြီနော် အကော85 85နဲ့85ကိုကြောက်ကြည့်နော်85 85နော်85နဲ့85 85ကိုနေမှာနေတုံးလို့စပိတ်တယ်တုံးလို့စပိတ်တယ်နဲ့စောနာလို့ပဲတုံးရပိတ်တယ်စောနာထိပ်စီနှလုံးပေါင်း6လို့ကျွန်တော်ပြောခဲ့ရနော်ဟုတ်ကအဲ့ထိပ်စီနှလုံးထိပ်စီနှလုံး6ဟာဒီမှာကြတော့အလယ်နှလုံးဒုတိယဒုတိယအပင်မှာကြတော့ထိပ်အလယ်နှလုံးပေါင်းချင်း6လို့ဖြစ်အလယ်နှလုံးပေါင်းချင်း6လို့ဖြစ်ပြီးရင် ဒီ taxi ကတက်ဆီပြန်ပြဟုတ်ပြီနော်ဒီငယ်ချင်း55နော်55မှာပထမဆုံး3လုံးပိတ်တာနဲ့3ညပိတ်အဲ့ဒီအချိန်မှာဒီ taxi နဲ့တပင်ကျော် taxi နဲ့ပေါင်းမယ်6လုံးဖြစ်နေမယ်ဟုတ်ပြီနော်အဲ့ကောင်55ပြီးရင်75ကိုသွားလိုက်မယ်75နဲ့5မှာလည်းအလိုပါ3လုံးပိတ်3လုံးပိတ်တာနဲ့3ညပိတ် ခိုးဘက်မှာထိုက်စည်းနှလုံးပေါင်းရင်6လို့ဖြစ်ခဲ့တဲ့အတွက်ဒီမှာအလယ်နှလုံးပေါင်းရင်6လို့ဖြစ်မယ်။ပြီးရင်တပင်ကြွားထိုက်စည်းဟာဒီလိုပြန်ကြမယ်။ဟုတ်ပြီနော်။အဲ့ဒါ85နဲ့80နော်။ပြီးလို့ဆိုရင်လည်းသူက95ဆိုတယ်။နော်95ခုနဲ့သုံးလို့ပိတ်တယ်သူကခွန်ပိတ်ပြထားတယ်နော်သုံးပိတ်ပြီးခွန်ပိတ်ပြထားတယ်ဒီထိပ်စီးနဲ့တပင်ကြွားထိပ်စီးနဲ့ပေါင်းရင်6လို့ဖြစ်နေတယ် ဟုတ်ပြီနော်3ဘိတ်တယ်9ဘိတ်တယ်တပင်ကြဒီထိပ်စီးနဲ့တပင်ကြွားထိပ်စီးနဲ့ပေါင်းဟင်6လို့ပြန်ဖြစ်နေတယ်ဟုတ်ပြီနော်အ95ကနေ2005ကိုသွားကြည့်လိုက်နော်2005မှာတဲ့3လို့ပဲ3လို့ပဲတန်းနဲ့သောနာလို့ပဲကြွားခွန်ပဲလိုက်ပိတ်တယ်နော်သောနာထိပ်စီးနှလုံးပေါင်း6ဖြစ်တဲ့အတွက်ဒီမှာအလဲနှလုံးပေါင်းဟင်6လို့ဖြစ်မယ်အလဲနှလုံးပေါင်းချင်း6လို့ဖြစ်ပြီးဟင်ဒီထိပ်စီးရာတပင်ကြွားဒီထိပ်စီးပြန်ကြမယ် ဟုတ်ပြီနော်တကယ်ကြီးနေဒါနှစ်ဆုံးညီသွားပြီနော်အခုနောက်ဆုံးနောက်ဆုံးနောက်ဆုံးတိုင်ပြီလေးပေါ့နော်ဒီ65 65မှာ3လို့ပိတ်3လို့3လို့ပိတ်တယ်နဲ့ဆို4လို့လိုက်ပြီးတာနော်34ပြီးရင်ဒီထိပ်စီးနဲ့တပင်ကြွားထိပ်စီးနဲ့ပေါင်းဟဲ့ဟောနောက်လို့ပဲ6လို့ဖြစ်နေရမယ်နော်ပထမဆုံး3ပိတ်တယ်4ပိတ်တယ်ထိပ်စီးနှလုံးပေါင်းရင်6လို့ဖြစ်နေတယ် အိုက်ကောင်ကဘယ်မှာလာလုံးလုံးတော့ဒီ2025မှာတဲ့တုံးလို့စပိတ်တဲ့အချိန်2025မှာတုံးလို့စပိတ်တာ ਨੇ ဥပမာ၄ပိတ်ခဲ့တဲ့အတွက်ကျွန်တော်ဒီညမှာ၄ပဲထည့်နော်၃လေးလို့ထောက်ပါအလဲနှလုံးပေါင်းချင်း6လို့ဖြစ်မယ်အလဲနှလုံးပေါင်းချင်း6လို့ဖြစ်မယ်ဒီထိပ်စီးရတပင်ကျော်ကထိပ်စီးနော်သူအလွယ်လေးပဲနော်အစားလည်းကျွန်တော်တစ်ချက်ပြန်ပြပြမယ်နော်၃၃ညပထမဆုံး၃လို့ပိတ်တယ်၃ညပိတ် ထိတ်သီးနှလုံးပေါင်းခြင်းထိတ်သီးနှလုံးခွပေါင်းအောင်6လုံးဖြစ်အိုက်ကောင်ကနောက်တစ်ခါ85နဲ့85ရောက်တော့ပထမဆုံးတုံးလို့ပိတ်တာနဲ့တုံးညာအလဲနှလုံးပေါင်းခြင်း6လုံးဖြစ်ဒီထိတ်သီးရတပင်ကြောထိတ်သီးနော်အာ85 85နော်95မှာပထမဆုံးတုံးပိတ်တုံးပိတ်တာနဲ့ခွန်ပိတ်ဟုတ်ပြီနော်ဒီထိတ်သီးနဲ့တပင်ကြောထိတ်သီးနဲ့ပေါင်းရင်6လုံးဖြစ် နော်95နဲ့2005 2005မှာပထမဆုံးသုံးလို့ပြိသုံးလို့ပြိတာနဲ့ခွန်မဲပြန်ပြိပြီးရင်အလယ်နှလုံးပေါင်းချင်း6လို့ဖြစ်ဒီထိပ်စီးကဒီထိပ်စီးပြန်ကြဟုတ်ပြီနော်2ဆုံးပြီးတော့ခုနောက်ဆုံးအဆုံးက2005ပထမဆုံးသုံးလို့ပြိပထမဆုံးသုံးလို့ပြိတာနဲ့သူကဒီမှာ4လို့ပြိပေးတာပြီးရင်ဒီထိပ်စီးနဲ့တပင်ကျော်ထိပ်နဲ့ပေါင်းရင်6လို့ဖြစ်ဟုတ်ပြီနော် အဲ့ကောင်ပမာအလိုလို2025မှာပထမဆုံး3လို့ပိတ်တဲ့အချိန်3လို့ပိတ်တာနဲ့ဒီမှာ4ပိတ်ထည့်လိုက်ပြီမှာနော်အလဲနှလုံးပေါင်းခြင်းကို6လို့လိုက်ဒီထိတ်ခီးကဒီပြန်ကြနော်ချစ်ခွန်လေးဆိုတာတက်တကွပထူရနော်အဲ့ဒါလေးထူကြလို့တကယ်ချင်းတော့ပြတ်တော့ပြေးလိုက်ခြင်းဖြစ်ပါတယ်မိတ်ဆွေတကယ်ချင်းများအားလုံးပဲကံကောင်းကြပါလေခင်ဗျာ